အဖွဲ့အစည်းတစ်ခုအာနာရှင်တစုရဲ့လောက်ပိုင်ခွင့်အာနာရီနဲ့စီပေါ်ရေးလောက်ပြီးချမ်းသာတွားကြပေမဲ့လည်းတာမန်ပြည်တွေတဲ့အတွက်ကတော့ဝမ်းစာအတက်မွေးပန်းချောင်းကိုချင်းချောက်ခဲ့ပါတယ်။ တဘာဝကပေးထားတဲ့တောတောင်ရေမြေတွေကိုမြင်တင်ပြီးတော့စိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့ရှမ်းပြည်ပုံအင်းဒေတာဟာအနာဂတ်မှာစိုက်ပျိုးရေးလှုပ်လို့မရတော့မှကိုဒေတာခဏေကစိုးရိမ်နေကြပါတယ်။ပုံအင်းကထွက်တဲ့နောင်မွေရှမ်းဆန်ဟာနာမည်ကြီးပြီးမြန်မာနိုင်ငံတဝန်းကိုတင်ပို့လျက်ရှိပါတယ်။ဒါမဲ့အနာရှင်အဖွဲ့အစည်းတစ်ခုရဲ့စီးပွားရေးတွေကြောင့်ပုံအင်းဒေတာမှာတော့နောက်နှစ်တွေမှာစပါးစိုက်ပျိုးဖို့အတွက်ခက်ခဲလာတော့မှဖြစ်ပါတယ်။ ရှင်းတော်စင်းရဲ့စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်းတော်စင်းရဲ့ podcast ကနေပြန်လည်ကြိုဆိုပါတယ်ဒီတစ်ပတ် podcast ထဲမှာတော့လူထုကျမ်းမာရေးကိုစတင်ချင်းချောက်လာနေတဲ့ပင်ပတ်တမနီဆက်ယုံဆိုတဲ့စာမားတစ်ပုဒ်ကိုလိုင်းရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီဆောင်ပါကိုဆက်ဟင်လင်းကရေးတာထားပြီးတော့ရှင်းသနော်စင်မအောက်တိုဘာ31ရက်နေ့ကဖော်ပြထားပါတယ်ဒီဆောင်ပါကိုကျွန်တော်ဇိုင်းစင်လင်းကတင်ဆက်ပြီးတော့ပါတယ် ုတိယအင်းလင်းလို့တင်စားထားတဲ့ပုံအင်းဒေတာဟာရေပေါ်6လနဲ့ကုန်းပေါ်6လနေထိုင်ကြတဲ့ဒေတာဖြစ်ပါတယ်။အင်းလင်းကဲတော့လပလွန်းတဲ့ပုံအင်းဒေတာဟာကဘာလက်ခီးတွားတူတွေကြားမှာတော့နာမည်ကြီးတဲ့ဒေတာဖြစ်ပါတယ်။ပောင်းရင်ဒေတာဟာနှစ်တပတ်ချောင်းကိုမြင့်တင်ပြီးစပားကိုအဓိကစိုက်ပျိုလောက်ကင်ကြပါတယ်။နာမည်ကြီးဆန်အနေနဲ့နောင်မွန်ဆန်ဆိုတာရှိပါတယ်။ ရခင်ဘောဘလက်ထက်ကပုံအင်းဒေတာမှာလက်ထဲရှိတဲ့ရည်တွေကိုတောက်တုံးရည်အဖြစ်အသုံးပြုနိုင်တဲ့အထိတန့်ရှင်းမှုရှိပါတယ်။လက်ရှိမှာတော့ပုံအင်းအထက်မှာတူးဖော်နေတဲ့တမနစ်ဆက်ယုံကြောင်းရည်တွေညံ့ညမ်းလာပြီးပြည်သူတွေရဲ့ကျမ်းမာရေးကိုပါစတင်ချင်းချောက်လာနေပြီဖြစ်ပါတယ်။ ်ပုံမှန်ຫນွေစပားရေးတိန်ချင်မှာလက်ထဲစင်းဖို့တွင်းမဆုပ်ဘူးတဲ့လက်သမားတွေကတော့အခုနောက်ပိုင်းမှာတော့တွန်းဆုပ်နေကြပါတယ်အရေးကတော့ရေတွေဟာတမနည်းဆက်ယုံကစွန့်ပစ်လာတဲ့အညစ်ကြေးတွေကြောင့်ရေဟာအစိမ့်တင့်ပြီးရေကိုထိတာနဲ့ရားရံမှုတွေကိုဖြစ်စေလို့ဖြစ်ပါတယ်ပေါ်ရင်ဒေတာမှာတခြားဒေတာကဲ့သို့စည်ရပြိပကတွေရှိနေတဲ့နေမြေတော့မဟုတ်ပေမဲ့လည်းဒေတာတွင်စစ်ကော်မရှင်ပိုဟိုပီတုစစ် PNO PNA တို့ကလှောက်ရှားနေပြီးစက်ကြေးအခွင့်ကောက်ယူမှုတွေတော့ရှိနေပါတယ် အခွင့်အခတွေကိုကပ်ယူနေတဲ့အပြင် ပုံအင်းဒေတာတွေအားကိုးတဲ့နံတပတ်ချောင်းအထက်မှာပင်ပတ်တမနစ်စက်ယုံကိုတိဆောက်ထားတာဖြစ်ပါတယ်ပင်ပတ်တမနစ်ဆက်ယုံဟာတောင်ကြီးမြို့နယ်နမ်တပတ်ချောင်းအထက်မှာရှိပြီးပုံအင်းကျွရအုပ်စုဆိုင်လဲကျွရနဲ့၁၈မိုင်တာกว่าပဲပါတယ်။နမ်တပတ်ချောင်းကိုအားကိုးနေတဲ့ကျွရပေါင်း၁၀၀ကျော်ရှိတယ်လို့လည်းပိုးလူငယ်အစည်းအရုံးပြည်ဝင်အုပ်ကဆိုထားပါတယ်။နမ်တပတ်ချောင်းဟာရှမ်းပြည်ပုံအင်းဒေသအပြင်ဂရီနီပီအထိပါစီစဉ်တဲ့ချောင်းတစ်ခုဖြစ်ပါတယ်။ ်ထိုပင်ပတ်တံနေဆက်ယုံကနေထွက်လာတဲ့အညစ်အကြေးတွေပိုးသက်စေတက်မြေဩဇာတတုတ္တဆန်က ထွက်လာတဲ့အညစ်အကြေးတွေအားလုံးဟာနန္တပတ်ချောင်းထဲကနေသစင်ပုံအင်းဒေတာထဲကိုစစ်ဆင်းလာပြီးတော့ဒေတာခဏေကအသုံးပြုနေကြရတာဖြစ်ပါတယ်အဲ့ဒီတဲကထွက်လာတဲ့အညစ်အကြေးတွေကြောင့်ရေအစိတ်တင့်ပြီးပြည်သူတွေကရေကိုထိမိတာနဲ့အတုံးပြူလာခဲ့ရင်ရရရန်တာအရေပြားရောဂါတွေဖြစ်ပေါ်စေပါတယ်။ လူတွေကိုထိခိုက်စေတဲ့အပြင်ကျဲနွားတွေကိုလည်းထိခိုက်စေခဲ့ပါတယ်။ဒါပြင်တဘာပတ်ဝန်းကျင်တွေကိုထိခိုက်ပျက်စီးစေခဲ့ပြီးရတ္တီဥတုဖောက်ပြန်မှုတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကမကြုံစဘူးရည်ကြီးမှုတွေကြုံလာခဲ့ပြီးပုံရင်းဒေသမှာစပါးဆိုင်ခင်ဧက6000ကျော်ဆုံးရှုံးခဲ့ရပါတယ်။ပင်ပတ်တမနီစက်ယုံဟာမြန်မာနိုင်ငံမှာဒုတိယအကြီးဆုံးတန်တတုစက်ယုံဖြစ်ပြီးတော့ကျပ်ငွေဘီလီယံနဲ့ချီအယုံပေါ်ခဲ့ဖူးပါလေ။ ဒါကို2019ခုနှစ်ကအမျိုးသားဒီမိုကရေစီရဲ့ဖွဲ့ချုပ် NND အစိုးရလက်ထက်ကတော့ရပ်ဆိုင်ခဲ့ပါတယ်တိုးတော်2021ခုနှစ်စက်တက်ကအနာတင်ပြရနာပိုင်းမှာထိုတမင်းဆက်ယုံကိုပြန်လည်လည်ပတ်နိုင်ဖို့အတွက်ရုရှားအခြေစိုက်ကုမ္ပဏီတခုနဲ့ပူးပေါင်းပြီးတော့လုပ်ငန်းတွေကိုပြန်လည်လည်ပတ်ခဲ့ပါတယ်။ထိုစစ်ကောင်စီကပူးပန်းနေတဲ့ရုရှားကုမ္ပဏီကလည်းစက်တက်အတွက်လိုအပ်တဲ့လက်နက်တင်ပို့ရောင်းချပေးနေတဲ့လက်ခွဲကုမ္ပဏီကြီးတခုဖြစ်တယ်လို့ပြည်ပအိုကတော့ထုတ်ပြန်ထားပါတယ်။ ပင်ပတ်တံလေးဆက်ယုံလဲပတ်ဖို့လိုအပ်တဲ့လောင်စာစွမ်းအင်ကြောက်မီတွဲတွေကိုတော့ရှမ်းပြည်ကြည်တီမြို့နယ်ကနေတရက်ကို1500တန်တန်ချိန်နဲ့တည်ယူပို့ဆောင်နေတယ်လို့ Shan State First Line Investment Moderator SSFIM က2023ခုနှစ်အစီရင်ခံစာမှာဖော်ပြထားပါတယ်အစပါကြောင့်မြတွဲကိုလည်းငွေရီပလဲမင်းရှေလွာနဲ့နှံပံဖွံ့ဖြိုးရေးကုမ္ပဏီတွေကအဓိကတူးဖော်ပေးနေတာဖြစ်ပါတယ်။ ပင်ပတ်တမင်းစိုက်ယုံစီမံကိန်းကိုစစ်တပ်ကော်မရှင်စစ်တပ်ပိုင်မြန်မာစစ်ပွဲရေးကော်ပိုရေးရှင်းအမည်စင်နဲ့ရုရှား TV ကုမ္ပဏီတို့ကြား2000ခုနှစ်နိုဝင်ဘာလမှာစာချုပ်ချုပ်ဆိုခဲ့ပြီးတော့2006ခုနှစ်စက်တင်ဘာလမှာစတင်တည်ဆောက်ခဲ့ကအဆိုပါစီမံကိန်းကိုအပြီးမတက်နိုင်ပဲနဲ့2012ခုနှစ်ပိုင်းမှာတော့နိုင်ငံပိုင်ဖြစ်လွှဲပြောင်းခဲ့ပါလေ။ ပင်ပတ်တမလေးဆက်ယုံကိုအပြည့်ဝလည်ပတ်နိုင်ခဲ့လို့ရှိရင်တနစ်ကိုတန်ဆိုင်တန်ချင်းနှစ်သိန်းထိထုတ်လုပ်ရောင်းချနိုင်မှာဖြစ်တယ်လို့စစ်ကော်မရှင်ကတော့ဆိုထားပါတယ်။ထို့ပင်ပတ်တမလေးဆက်ယုံကိုတည်ထောင်ဖို့အတွက်ပြည်သူစိုက်ပျိုးမြေဧက11000ကျော်ကိုတင်းယူခဲ့တာဖြစ်ပါတယ်။ထို့11000ဧကထဲမှာဧက9000ကျော်ကိုတော့တေဧကကို9000ကျပ်နှုန်းနဲ့ချင်းချဝယ်ယူခဲ့တာဖြစ်တယ်လို့ PYO ရဲ့2009စီရင်ကန်ဆာမှာဖော်ပြထားပါတယ်။ ထိုပင်ပတ်တံနှင့်ဆက်ယုံစီမံကိန်းကိုအကောင့်ထဲပေါ်နေတဲ့တောင်ကြီးမြို့နယ်ဟော်ပုံးလွန်ပြင်း area ဟာဆိုလို့ရှိရင်ရခင်ကလေးကမိယိုဖလာစက်ပြိုးရေးလုပ်ငန်းများလောက်ကင်ခဲ့တဲ့စက်ပြိုးမြေတွေဖြစ်ပြီးတော့တွမ်းလာရဲ့အတွက်အချက်ချာကြားတဲ့နေရာဖြစ်ပါလေ။မြေယာကိုတိမ့်လိုက်တာကြောင့်ပြည်သူတွေအလုံးလက်မဲ့ဖြစ်ပြီးနိုင်ငံရချာထွက်သွားကြရတာဖြစ်ပါလေ။ဒါကိုစစ်တပ်အနာတိမ်ပြီးနောက်ပိုင်းရော့ကျေးတွေပေးခဲ့ပေမဲ့လည်းမငြိမ်းများမှုရှိတယ်လို့တည်ရပါလေ။ထိုနေရာမှာပိုးပီတူစစ်ပြန်တော်ကလုံခြုံရေးအတွက်ပအဝင်ဆောင်ရွက်ပေးနေလျက်ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ထိုတမလီဆက်ရုံမှာလက်နက်ခဲယံထုတ်လုပ်ဖို့နဲ့နျူကလ িয়ার အတွက်လည်းကြိုးပမ်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ပီခရဲမလလေးရနေ့ကစစ်ကောင်းဆောင်မြန်မာနိုင်ငံရဲ့ရုရှားခီးစင်တွင်မှလည်းရုရှားသမ္မတပူတင်နဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံတွင်အသေးစားနျူကလ িয়ার တပ်အားပေးစစ်ရုံဆောက်လုပ်ဖို့လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားဘက်မှလည်းမြန်မာနိုင်ငံတွင်နျူကလ িয়ার တပ်အပစ်စက်ရုံအသေးစားတစ်ခုကူညီတည်ဆောက်ပေးမယ်ဖြစ်ကြောင်းအတည်ပြုပြီးတော့စစ်ကောင်ဆောင်ကလည်းအသေးစားနျူကလ িয়ার တပ်ပေါင်းကို မကာဝတ်330အထိရုရှားစီစဉ်နေတည်ဆောက်မယ်လို့ကြေညာထားပါတယ်။တရွေကြောင်ရွေတွေအစိုက်တက်လာပြီးငါးကောင်ရွေတွေညော့နေတာလေသမားတွေအတွက်အသက်မွေးဝမ်းကြောင်းကိုချင်းချောက်နေတာပဲဖြစ်ပါတယ်။ အခုလောအာနာရှင်တွေရဲ့စီးပွားရေးတွေကြောင့်ဒေသတွင်းမြေစီးလွားတွေပြက်စီးတာရတ္တိဥတုမမှန်တာအသက်ဝင်ဝင်ကြောင်းဆက်ပြီးတော့မပြုတ်လုံနိုင်တာတွေကြောင့်ဒေသခံတွေဟာနိုင်ငံရက်ချတာပြီးအလုံးလောက်ကင်နေကြပါတယ်အထူးသဖြင့်လူငယ်တွေဟာနိုင်ငံရက်ချမှာပဲတွားရောက်အထေချလောက်ကင်နေကြပါတယ်ကျွန်တော်တော့စစ်စစ်ပါပါ